အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့ဆုမွန်ကတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာရွှေဘအကြောင်းပြောရွှေဘအကြောင်းကျွန်တော် opinion piece အနေနဲ့မပြောရနည်းနည်းလေးကြာပြီဘောနော်သူများအကြောင်းနေပဲပြောရတယ်ရွှေဘမနေ့ပြောမှာရွှေဘရွှေဘရွှေဘဆိုပြီးမိနေမိနေဟုတ်ရွှေဘတော့ခြားတဲ့မဟုတ်ဘောနော်ကျွန်တော်လက်ရှိမှာ CD အသင်းအဲ့တော့ Manchester City အသင်းအနေနဲ့ဒီနောက်ပိုင်းမှာဒါကျွန်တော်တော်တော်လေးကိုဒါကျွန်တော်တို့ ပြန်လည်ပြီးတော့ဒါကျွန်တော်ပြောင်းလဲလာတာကိုတွေ့ရမယ်တဲ့မှာပါတယ်ပြောင်းလဲလာဆိုတော့ဘာကိုပြောချင်တာလဲဆိုတော့ရွှေဘအနေနဲ့ဒါလည်းမန်ချက်စတာစီးတီးသင်းနေတာကျွန်တော်တို့ကောင်းတဲ့ဘက်ကိုအကောင်းဘက်ကိုပြန်လည်ပြီးဦးတည်လာတယ်အလူတော်မြတ်တော့ကျွန်တော်တို့အေးပေါ့စီဒီနဲ့ပတ်သက်ရင်တော့ဒါကျွန်တော်တို့ဝီဘန်ဘူးလောက်ပဲဒါတော့မြတ်ကြည့်ပြီးတော့ဒါကျွန်တော်တို့အဲကောင်းတာနဲ့ပတ်သက်ရင်တော့ဒါလူတော်အေးပေါ့ of course ဒါဘောလုံးဒါအတိုင်းဝိုင်းကတော့ကျွန်တော်အများဆုံးကဝီဘန်ကြတာပေါ့တော့ကျွန်တော်လည်းကြောက်မယ်ပေါ့နော်ဒါကောင်းတာကိုကောင်းတာလို့မြင်ကြရတယ်ပေါ့ပါတယ်ပေါ့နော်ကျွန်တော်ကောင်းတာကိုပဲကွက်ကွက်ပြီးမြင်လို့ကျွန်တော်အကောင်းမြင်လို့လို့တော့ကျွန်တော်ဝိုင်းဆန်ခံရတယ်ပေါ့ပါတယ်ဟုတ် အဲ့ဒါလက်ရှိမှာဒါရွှေဘအကြောင်းကျွန်တော်ဆက်ပြောအဲ့ဒါလက်ရှိမှာဒီနောက်ပိုင်းပွဲစဉ်တွေမှာဒါကျွန်တော် Manchester City ပွဲစဉ်တော့တပွဲမှမလို့သိဘူးဒါကျွန်တော်ဒီဒီနှစ်ကစပြီးကျွန်တော် Manchester City ပွဲတပွဲမှကျွန်တော်မလို့သိဘူးကျွန်တော်ဒါကျွန်တော်ကိုင်းထဲမှာလည်းသွားကြည့်ဖြစ်တယ်ဒါအပြင်မှာလည်းတောက်လျှောက်ကြည့်ဖြစ်တယ်ဗောနော် City ပွဲတွေဒါကျွန်တော်တော်တော်များကြည့်ဒါကျွန်တော်မမေ့ရလွတ်သွားတာဆိုလို့ဒီကျွန်တော်မနေ့ကဟိုတနေ့ကအဲ့ကျွန်တော်တို့ဘန်လင်းနဲ့ပွဲစဉ်ပဲလွတ်သွားတာအဲ့တုန်းကဒါကျွန်တော်တို့သုံးပွဲရောက်နေတယ်အဲ့ဒါတော့ကျွန်တော်အပြည့်ဟိုဟာဗောမိနစ်40 50လောက်ကြီးကျွန်တော်ကြည့်ဖြစ်သေးတယ် အဲ့တော့ပြောရင်တာဗျာကျွန်တော်ကြည်ရင်ကြည်နေပေါ့နော်ဒါကျွန်တော်တို့အဲမန်ချက်စတာစီးတီးတင်းနေတဲ့ဒီနှစ်မှာလူတော်များတော့ expect လုပ်ချင်မှလုပ်မယ်ပေါ့နော်ဒါကျွန်တော်ခင်ဗျားတို့ဒါကျွန်တော်ပြောမယ်ကြာခင်ဗျားတို့သူလူတော်များရဲ့ဒါကြီးကို expect လုပ်ချင်မှလုပ်မယ်ဒါပေမဲ့ကျွန်တော်ရဲ့ personal မြင်မှာစီးတီးတင်းဒီနှစ်မှာ Premier League title ကိုဒါကျွန်တော်တို့ပြန်ပြီးတော့ချိန်ချောက်နိုင်ဆိုရင်ပြန်ရှိလာနိုင်တယ်လို့မြင်တယ်ဒါပေမဲ့ Guardiola ကြောင်းကြောင်းလည်းမလုပ်ဘူးအရေးကြီးတယ်ဒါကျွန်တော်အနေနဲ့ခုနကပေါ့ဘောကဘောအကောင်းဆုံးလီးပြကိုဒါကျွန်တော်အဲ့လိုမျိုးပြောရတော့ ဟိုဘာမှမဟုတ်တဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံဘလော့ဂါတကောင်အဲ့လိုပြောရတာဟိုဘလော့ဂါမဟုတ်ပါဘူးဘလော့ကြောင်ပြောတဲ့ကောင်ကတလူမပြောရတော့ရည်စရာကောင်ဒါပေမဲ့အဲ့ဒါအမှန်တမ်းတကယ်ပဲဘာလို့ဆိုတော့ခုနကဂွာလီယာအနေနဲ့ကျွန်တော်ကြားရတဲ့အထားမလုံရင်ဒီဒီပုံစံလေးအတိုင်းပဲလက်မဝါတာဖိုလိုဖစ်ဖိုလိုပုံစံမျိုးလေးသွားရဆိုအရန်မိုင်ပါအခုလက်ရှိမှာဗျာစီလီသင်းနေတယ်ဒါကျွန်တော်နိုင်သင်းတဲ့ဘွယ်တွေကိုပြတ်နိုင်လာခဲ့ပြီမနစ်ရမနစ်ကအဓိကဒါကျွန်တော်တို့ရွှေဘမဖြစ်ခဲ့တဲ့ရွှေဘအကြောင်းအရာအများကြီးရှိတယ် ီးတော့ကျွန်တော်အနေနဲ့မြင်ကြည့်တာပေါ့နော်ကျွန်တော်အနေနဲ့မှားကောင်းလဲမှားတယ်ခင်ဗျားတို့က City Predator ဆိုပိုသိပါပေါ့ဒါပေမဲ့ကျွန်တော်အနေနဲ့ပြောကြည့်မယ်ဆိုရင်ဒါကျွန်တော်ရဲ့ opinion piece တခုအနေနဲ့ပြောရမှာဆိုရင်မနစ်ကနဲ့အဲပေါ့မနစ်ကပေါ့နော် City ရဲ့နိုင်လူစိတ်တွေတော်တော်ကြီးကိုပျောက်ဆုံးနေတာဒါကစားသမားကြီးလည်းဒဏ်ရတယ်တချို့ကစားသမားကြီးလည်းအသင်းမှာမရှိခြင်းဘူးဒါမရှိခြင်းလို့ပဲအသင်းကနေပြောတာဆွဲထားတယ်ဆိုတဲ့ပုံစံမျိုးတွေပေါ်လာခဲ့တယ်ဒါပေမဲ့ဒီနှစ်မှာဗျဒါကျွန်တော်တို့အေးပေါ့လက်ထောက်နီးပြကြီးလည်းပြောင်းနေဒါကျွန်တော်တို့ဂွာဒီယိုလာလည်းအရင်ကတော့ခေါင်းမမာတော့ဘူး ကျွန်တော်တို့အသင်းတော်ဒါ pipeline တွေရောက်လာတယ်ဒါကျွန်တော်ကိုလိုဒိုရီရောက်လာတယ်ဒါ cancel ဘိုင်းပုံစံမျိုးကိုလိုဒိုရီကြောင့်မို့ cancel ဘိုင်း shape တွေပြောင်းနေ pipeline ကြောင့်မို့ဒါကျွန်တော် counter transition မှာတော်တော်လေးဦးသေးသေးသာကောင်းလာတယ်ဒါရက်ငင်းရတာမို့ဒါအောင်ကျွန်တော် tactical အရာဒါကျွန်တော်100%သိရလို့မို့ဒါပေမဲ့ pipeline ဒါဒီဒါကျွန်တော် club တို့ခေတ္တမှာ counter transition ဘယ်လိုဆိုတော့လက်ရှိမှာပြန်ကြည့်လိုက်ဗျာဒါ Manchester City ရဲ့နာမည်ပွဲစဉ်မှာ counter attack ရှိနေတာအားကောင်းလာဒါ United ရဲ့ပွဲစဉ်မှာပုံပြီးတည်တာတယ်ဒါအရင်တော့ဒါကျွန်တော် Klopp တို့ဒါ Sadio Mane နဲ့ဒါကျွန်တော်တို့ Salah တို့ရဲ့ counter transition ပုံစံခက်ဆစင်ပုံစံမျိုးတွေကိုပါဒါ City အသင်းမှာပြောတဲ့နော်လက်ရှိဒီ City အသင်းကိုကျွန်တော်ဘာလို့ပြန်ပြီးမျောလင့်လို့ရလဲဆိုတာအကုန်လုံးဒါကျွန်တော်တို့အာ open to suggestion ပုံစံမျိုးသွားနေတယ်ဒါကျွန်တော်လက်ရှိမှာခန်းစင်မှာဆိုကိုလိုတိုရီရဲ့ပုံစံမျိုးတွေ့တယ်ဒါကျွန်တော်အရင်တော့က City လို City က City ဘယ်တော့ City ဖိမိတ်ကံဘူးလို့လဲ Arsenal ရဲ့ပုံစံမှာတချို့ကြာဟာ City လို့သိမျိုးဖိမိတ်ကံ no အဲ့ဒါကအမှန်တမ်းပြောလူတော်များမသိတဲ့ကြအဲ့ဒါအကြောက်ပါမှာပက်ဂွာရူလာဒီခေါင်းမမာပဲအဒက် လုပ်တယ်ဆိုတဲ့ဆင်နယ်ရီတော်တော်ကြီးကိုကြောက်ဖို့ခေါင်းနဲ့ဆင်နယ်ရီလူတော်များသာဟာတစ်ဖက်ကအာဒီတာလို့ကျွန်တော်ချီးကျူးတယ်ဒါ100%အာဒီတာတော်တယ်အဲ့ပုံစံမှာဟုတ်တယ်အာဒီတာဆောင်းဝမ်းတော်လို့ဒါပက်ဂွာရူလာနေနဲ့ခံစစ်ဆိုတယ်ဒါပေမဲ့ခင်ဗျပက်ဂွာရူလာလို့နီးပြမျိုးက submit and then the defeat ကိုတောင်းတောင်းမလုပ်တတ်တဲ့နီးပြဒါပေမဲ့သူ့အနေနဲ့သူခံစစ်ကိုဆော့သွားဆိုတာလူလို့ဆော့သွားခဲ့တာ တော့ပြောချင်တာ Pep Guardiola ရဲ့အဓိကဒါကျွန်တော်ရေရှေ့မှာအားနေချက်တွေပါလေ overthinking လုပ်ပြီးသူ့နဲ့မလူလားအတိုင်သူအရင်ရတဲ့သူရဲ့ဒါကျွန်တော် philosophy သူမပြောင်းလဲဒါပေမဲ့ဒီနောက်ဘက်မှာသူဘာဖြစ်လာလဲ तू तू သိတယ် तू ဟာ तू adapt လုပ်ရတော့မယ်လက်ရှိမှာတဖက်အသင်ကတအားကောင်းနေတယ် तू तू ကတော့ဘာလို့ Manchester City ကအခုချိန်မှာအကောင်းဆုံးသင်ဖြစ်ချင်မှာဖြစ်တော့ဒါပေမဲ့အကောင်းဆုံးသင်ဖြစ်လို့ရသေးတယ်အဲ့တော့ရွှေဘဟာရွှေဘဖြစ်နေတယ်ဆိုတာဒါမျိုးပြောချင်တာအဲ့တော့ရွှေဘရွှေဘကျွန်တော်တဖြည်းဖြည်းပြန်ဖြစ်လာပြီဆိုတဲ့ပုံစံမျိုးဒါကျွန်တော်မြင်ရတယ်ဘာဖြစ်လို့လဲကျွန်တော်တို့ အိုးပေါ့အေးပေါ့ကျွန်တော်ဟိုပြန်ပြီးတော့စဉ်းစားတွေးခေါ်မယ်ဆိုရင်တော်တော်လေးကိုဒါပြောမယ်ဆိုရင် adapt adaptability မှာဒါကျွန်တော် city အသင်းတော်တော်လေးပေါ့ဒါပေမဲ့ဒီနေရာမှာပုံပြီးကောင်းလာခဲ့တာပါလေလားကစားသမားတွေ individual scale တွေမနစ်ကထက်အများကြီးကောင်းတယ်မနစ်ကဆိုပြ Jeremy Doku တို့ပေါ့ဆိုဟာလူကြော်ွားပြီဟိုလူနှစ်ယောက်တော့သူကြော်လို့ရတယ်အေးအဲ့ဒါဘာအဆင်မဖြစ်တော့ဘူးကျွန်တော်ပြောခဲ့တာရှိတယ်မလား Jeremy Doku နေတဲ့ Real Madrid ရဲ့ခြေစွမ်းကိုခြေစွမ်းပိုင်းကို live မြင်နေတယ်ဆိုရင်သူ့ရဲ့ ability ကိုသူနောက်တစ်ဆင့်မြင်ရမယ်တဲ့မှာပါအဲ့ဒါကဘာကိုပြောနေတာသူအနေနဲ့အခုလက်ရှိမှာကစားသမားတွေကိုကြော်ပြီးရင်16ခိုက်စီးတဲ့ရောက်ပြီဆိုရင် he have to make it happen ဒါမဲ့ Jeremy Dugu နဲ့ဒီနှစ်မှာ16ခိုက်16ခိုက်စီးတဲ့ရောက်ပြီဆိုသူ make it happen ဖြစ်တယ် နောက်ဆုံးဘိုင်လေးနဲ့ပွဲစဉ်မှာကြည့်မယ်နောက်ဆုံး United နဲ့ပွဲတာသူနောက်ဆုံး performance မပြခဲ့တဲ့ပွဲစဉ်တော့ Julian Timber ကိုသူအကောင်းဆုံးဒါဒုက္ခပေးသွားခဲ့တယ်မှာပါတယ် Julian Timber ကိုလက်ရှိမှာဒါကျွန်တော်နောက်တန်းဒီနေ့ဒီနေ့မှာ full bite တယ်မှာအကောင်းဆုံးရဲ့ကစားသမားတစ်ယောက်ကိုဒါကျွန်တော် Jeremy Doku တစ်ယောက်အကောင်းဆုံးဒုက္ခပေးသွားခဲ့တယ်မှာအဲ့တော့ Jeremy Doku နေတဲ့ရှိမှာဒါကျွန်တော်အေးပေါ့ပြောချင်တာကဒါဒီနှစ်ပိုင်းမှာဒါကစားသမားတွေ individual square ကတော်တော်လေး brilliant ဖြစ်လာတယ်။ဒါဟုတ်ကလက်ရှိမှာဒါမမတ်ရတာ United နဲ့ပွဲစဉ်မှာကျွန်တော်တို့ကိုယ်တိုင်ကိုင်းထဲမှာတွတ်ကြည့်ရတော့မြင်လာတယ်။အမှဒါကျွန်တော်တို့ Pep Guardiola ကိုယ်တိုင် manage ပြန်ဒီဒီပြန်လုပ်လာပြီ။ မလာရှိမှာကျွန်တော်တို့အဲ့အဲ့တော့မမဲ့ရ1စီးပဲဖြစ်နေသေးတယ်ဖိုဟန်တစ်လုံးပဲသွင်းသွားသေးတဲ့အချိန်မှာဒါကျွန်တော်တို့ဟာလန်ကိုခေါ်ပြီးတော့ဒါကျွန်တော်တို့ကွင်းနဲ့စီးမှထိုင်ခိုင်းထားတယ်အရင်တော့ဒါဟာလန်ကသွားပြီး defend တော်တော်လုပ်တာဟုတ် defend တော်တော်လုပ်တဲ့အချိန်မှာဒါကျွန်တော်ဂွာဒီယိုလာခေါ်ပြောတယ်မင်း defend မလုပ်နဲ့မင်းကွင်းနဲ့စီးမှထိုင်နေရတဲ့ဘောလုံးမက်ဆီပေးမယ်ဆိုတဲ့ပုံစံမျိုးဒါသူပြောပုံရတယ်ချက်ချင်းတော့ tactical change ဖြစ်တော့ကိုရီမက်ဆီချိန်မှာလည်းဒါကျွန်တော်ကျွန်တော်ဟုတ်တာပေါ့လို့ကို့အသင်းမဟုတ်တာဒါကို့အသင်းနိုင်ဂျီဇွန်ဆိုတဲ့ဥစ္စာနဲ့မကြည့်ပဲနဲ့ဒါတကွင်းလုံးပတ်ကြည့်နေအဲ့လိုမကြည့်ရရမ်းဝါသားပါအဲ့တော့ လုံးနာပေါ်တယ်ပဲကျွန်တော်တို့ဒါတောက်ချောက်တာကျွန်တော်တို့အယ်လန်ဟားလန်ကဒါကျွန်တော်တို့ဘက်မဲ့ United နဲ့ဒါခန်းစင်းမှာတောက်ချောက်ကောင်းရင်တိုက်ပြီးပို့အဲ့ဒီဆိုတော့ဒါကျွန်တော်တို့အယ်လန်ဟားလန်ကိုဒါကျွန်တော်ဘက်ကောင်းလာကျွန်တော်ဘက်မဲ့ရရေတောက်တယ်ဆိုရေတောက်ပြီးဆိုသူ့လန်ခေါ်လန်ခေါ်ပြီးအဲ့ချိန်မှာဟာလန်ကအဲ့ခေါ်ပြီးနောက်ပိုင်းမှာနောက်တန်းမှာမရှိတော့ဘူးအဲ့ဒီကျွန်တော်တို့ဒါဦးနာပေါ်တယ်ပဲဟဲရီမကွိုင်းကိုကြိုပြီးသူပြေးသွားသူတရားဂူပုံစံမျိုးပဲအဲ့နားမှာသူရှိတော့တယ်ဘနာရုဆေးပါဦးနာပေါ်ဘနာရုဆေးပါအဲ့တော့ဂျယ်ရမီဒိုကူနှစ်ကောင်ငါနေပြီးဘောကယ်ရီယာပြန်လုတယ်အဲ့ဒီကလည်းပြန်ဆွဲတယ်ဆွဲပြီးတော့ဒါကျွန်တော်တို့ progressive pass ပေးပြီးရအဲ့ဒီမှာကျွန်တော်ဟာလန်အပြေးပြီးဟာလန်ကဒါစပီးကြည့်လိုက်အာဆနယ်ရဲ့ပုံစံမှာဒီတိုင်းပဲဟုတ်တယ်ဟုတ်အဲ့တော့ ပြောချင်တာပြတယ်ကစားသမားအနေနဲ့အရင်တုန်းကလိုမဟုတ်ဘူးဒါ brilliant ဖြစ်လာဒါဟာလန်ကိုဒါ over theory honorary စုခဲ့တယ်လို့မျိုးပဲအာလန်အနေနဲ့ဒါခုနကသူကြိုက်တဲ့ပုံစံကစားရတဲ့စား ူ့ကိုဘယ်သူကဘယ်လိုဆော့နိုင်မလဲ။ဥမာလက်ရှိမှာဘနာရိုဆေးပါနဲ့ဆိုငါဘယ်လိုဆော့နိုင်မလဲ။ဂျယ်ရမီဒိုကူးနဲ့ဆိုငါဘယ်လိုဆော့နိုင်မလဲ။ဒါဟွန်နရီဒါသူ့အာစနယ်ခစ်ကတော့ငါဘယ်လိုဘာလို့ကောင်းနေလဲသူပြောခဲ့လို့ပဲ။ငါဟာဒနစ်ဘာကန်နဲ့ဆိုတော့ဘယ်လိုဘယ်လိုဘယ်လိုဆော့ခဲ့အဲ့လိုပုံစံမျိုးပေါ့နော်။အဲ့တော့လက်ရှိမှာဒါအာစနယ်အသင်းအနေနဲ့ဒါကျွန်တော်တို့အာစနယ်အသင်းမှာစီးတီးအသင်းအနေနဲ့လက်ရှိမှာဒါအတက်ဖြစ်လာ။ဒါဒီနေ့မှာဒါတွေမဟုတ်ကန်ဆယ်ပိုင်းကန်ဆယ်ပိုင်းမှာဒါကျွန်တော်တော်တော်လေးသဘောကျတယ်။အဓိကကကျွန်တော်တို့ဒါလူငယ်တွေထဲမှာဒါဒီကိုအိုရိုင်လေးသဘောကျတယ်။အတက်ကင်ပိုင်းကန်ဆယ်ပိုင်းမှာတော်တော်လေးကို flexible ဖြစ်တယ်။ဒီနေ့မှာသူဟာအဲ့နူရီဒန်ရဲ့သူဝင်ဆော့တယ်။ဒါပေမဲ့အခုလက်ရှိမှာနေကို O'Reilly လို့ကျွန်တော်စမ်းကျင်တာက maybe right back နေရာမှာ哦ဒီကောင်လေးရတယ်ကျွန်တော် double full ဖြစ်နိုင်မလားအဲ့တော့ခုနပြောသူပဲဒါပြန်အဲ့လူကြီးပြန်လာ left wing left back မှာအဲ့လူကြီးပြန်ကောင်းသွားမှာ share ဖြစ်သွားမှာ right back နေရာမှာဒါခုလက်ရှိမှာသူစမ်းလို့မယ်ဒါ Rico Lewis ဘာညာသူစမ်းလို့ဒါမယ်ခုနေတော့မသူ Nunes ဒါသူစမ်းလို့မယ်ဒါပေမဲ့ကျွန်တော် O'Reilly ကို right back မှာထားပြီးဒီနေရာမှာ center back နေရာမှာဒါကျွန်တော်အမြင်ရ router DS နဲ့ Kusunov နှစ်ကောင်ကိုတွဲပြီးပြီးဒီနေရာမှာဒါကျွန်တော်တို့ပွဲပေါ်မူဒီဘီ Gavardio ဒါ Kusunov Gavardio DS က Kusunov ဒီ Gavardio အဲ့လိုပုံစံမျိုးကျွန်တော်တွဲဆော်ခြင်းနဲ့တည်းမှာပါတယ်ဒါ Kansas ဘိုင်းသူကခုနကပြောင်းမယ်ဆိုရင်ဒါကျွန်တော်ခုနကပြောတဲ့ private နေရာမှာဒါ Nico Reilly ခဏအောက်ပြီးတော့ဒါ Gavardio ပြန်ထက် Kansas ၃ယောက်ပြန်တင် တော့ပြောတင်တာလက်ရှိမှာပြည်တော့ဂိုးသမားလည်းခေါင်းတာပဲဂျီနိုလီဂျီတော့အနော်နော်မှာဖြစ်သွားပြီးတော့ဂိုးသမားဘက်ကလည်းယူအဲကွင်းလက်ဘက်မှာလည်းရူဒီရိုင်းဒါစ်ဖိုဒန်သုံးယောက်လုံးကပြန်အဲ့တော့ပြောတင်တာတဖြည်းဖြည်းနဲ့ဒါစီးလီအသင်းကဒါကျွန်တော်ပို့ပြီးပြန်ပြီးယုံလုံးပေါ်လာတယ်တိုက်ဆက်မှမှာဂျယ်မီဒါပေမဲ့ကျွန်တော်ခုနကပြောကျွန်တော်တိတ်ပြီးအားမရတာဘန်ဒါစုစီပဲဒါပေမဲ့ဘန်ဒါစုဘက်သူ့ဟောသူခေါင်းတယ်ဒါပေမဲ့အကောင့်အခုလက်ရှိမှာတဖြည်းဖြည်းပြန်ပြီးကောင်းလာကစားသမားတွေထဲမှာဘန်ဒါစုကအဲ့ညာမရောက်သေးဘူးလို့ကျွန်တော်ခံခံစားရတယ်ပေါ့နော်ဒါကကျွန်တော်ရဲ့အမြင်ပဲအဲ့တော့မိတို့ပင်ဆိုစီကမူဒါရောလက်ရှိအနေထားမှာတော်တော်လေးကိုမိုက်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ် ရွှေဘကတဖြည်းဖြည်းတော့နောက်တစ်ခုအနေနဲ့အကောင်းဆုံးချက်ကဘာလဲဆိုတော့ လက်ရှိမှာစီရီအသင်းကနိုင်လူစိတ်တအားပြန်ပြီးပြင်းထန်လာတယ်။အဲ့ဒါကတကယ်တမ်းကျွန်တော်တို့ဂိမ်းတစ်ခုရဲ့ဒါကျွန်တော်တို့ opening တစ်ခုပြန်ဖြစ်သွားနိုင်တယ်လို့မြင်တယ်။အဲ့တော့စီရီအသင်းကဒီနှစ်မှာကျွန်တော်ခုနပြောသော Premier League တိုက်တဲ့ challenge ကိုပြန်ပြီးတော့ဒါကျွန်တော် challenge လုပ်နိုင်မယ့်အသင်းသက်သက်လို့မနစ်ကနဲ့ကျွန်တော်မတူတဲ့စီရီကိုကျွန်တော်ဒီနှစ်မှာခံစားရရတယ်။ဒါပဲအဲ့လိုပဲကျွန်တော်ပြောချင်တာ။ရှင်းရှင်းလေးအဲ့တော့ဒီလောက်ပါပဲအားလုံးမကြည့်တူပါနဲ့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတော့ TV4 တို့မှာကျေလို့ဆိုပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြည့်တူပါနဲ့ကောင်းမွန် ွန်တော့နေလေးတနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးမကြွတူပါနဲ့ကျွန်တော်တို့ကိုကြည့်ပါအောင်ဗျမြမြလက်ကလေးပေးကြပါအောင်မြမြကလစ်မှာမြမြနေရဖြစ်ပါတယ်အားလုံးမကြွတူပါဗျတေးပါဗျ